ားလုံးပဲမင်္ဂလာပါကွီးစော channel ကနေကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ညမှာတော့ online ပေါ်မှာမထော်မနှမ်းဖြစ်နေတဲ့ video တွေတလွဲဖြစ်နေတဲ့ video တွေကို စူးစီးပြီးတော့ reaction လုပ်လိုက်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel အတိုင်းပဲအမြင်မတော်တဲ့ video တွေတလွဲဖြစ်နေတဲ့ video တွေမထော်မနှမ်း video တွေမဖြစ်သင့်ဘူးလို့ထင်တဲ့ video တွေအလွဲမှားတွေကို တီးတန့်ကို reaction လို့ပြောနေတဲ့ channel ဖြစ်ပါတယ်အဲဒါကြောင့်အစင်မပြေတဲ့သူတွေမကြည့်ကျင်တဲ့သူတွေခုကလေးကကြော်သွားလို့ရပါတယ်ကြည့်ကျင်တဲ့သူတွေကလည်းကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့အတူတူကြည့်ကြရအောင်ပထမဆုံးအနေနဲ့ line ပေါ်မှာခစ်စားနေတဲ့ဆရာလေးတစ်ပါးကအိမ်တွင်အုံးဆွဲတာနဲ့ပတ်သက်ပြီးတော့အုံးသီးကိုခွဲစားမယ်လို့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့နက္ခတော်အတိုင်းဝိုင်းထဲမှာပလက်လန်သွားတဲ့ကိစ္စ ခံမရနိုင် ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရင်ဆုံးဖွင့်ပြခြင်းပါတယ်။ဒီကိုခွဲစားဖို့ယူသွားပါဦးနဲ့လေ။နော်အားလုံးမေတ္တာဓမ္မတွေအယူမှန်လို့ရှိရင်မိမိရဲ့စိတ်တွေကကြည်လင်ခြင်းကိုရပါလိမ့်မယ်။လူပေါ်ရဲ့နှစ်သာရဆိုတာစိတ်မှန်တဲ့သာသနာမှာစိတ်မှန်သောအခြင်းကောင်းတွေနဲ့နေထိုင်ခြင်းဖြစ်တယ်။မိမိရဲ့အခြင်းကောင်းချင်းမြတ်ကတာနဲ့မိမိကိုကောင်းချိုးပေးတယ်။အခုတော့လက်ခံသွားပြီ။ကဲနေလှည့်ပြီးတော့နော်။ လိုက်လိုက်ပြီးအုံတိနဲ့ကစွန်းရဖြုတ်စားတဲ့ကရုံပရဲမာလီကရုံလှလာလီနဲ့တရဲမာလီကျင်စာမိနေတဲ့ကရုံနော်ညို့ငါပင့်ဖိတ်တယ်မနက်ဖက်မနက်ကိုအာယုံတက်ချိန်ကဥရှင်သွားတင်ရမယ်အန်ကယ်ရှင်ကိုလေပင့်ဖိတ်ကြမယ်တိလာအုံတိမစားနဲ့တော့မငါပြောသေးပါမယ်မုတ်ဆန်းပါမယ်အုံတိပါမယ်နော်အစုံမော့အေးပါမယ်ညို့လည်းပင့်ဖိတ်တယ်တိလာမနက်ဖြန်ဟိုလာကြွခဲ့ပါစားရအောင်เนาะအန်ကယ်ရှင်ကိုပြမိတာနဲ့ညီးစားရမယ်အဲညီကဆွဲစားဇွတ်ဆိုပြဟိုကဥလို့ဟိုအန်ကယ်ရှင်နောက်ကပါတဲ့ နာသမီးရတကစပတ်နဲ့ပို့တခါစောက်ခကဝါဆိုသွားတိလာပြောတတ်တယ်နော်အဲ့တော့ तू ပြောတာပို့ဆိုးမနေဘူးလားဟိုကအုံးသီးကိုခွဲစားမယ်ပဲပြောတာ तू ကမှတကယ်နဲ့တည်းပို့ပြီးတော့စော်ကားနေတဲ့ပုံပေါက်နေတယ်တခါဥရှင်ရအပွားနေပြောစောင်းတော့ဝတ်ဆိုခောက်ထဲတော့နဲ့ဘွာတဘဘာထပ်ပြောင်းတော့ညီကုံးချုပ်သွားတိလာကစွန်းရဲတွေကိုဖြုတ်စားလိုက်အုံးသီးတွေကိုဖြုတ်စားလိုက်နဲ့ဒါကစွန်းနဲ့အုံးသီးမစားနဲ့တော့မနက်ဖြန်မှာဆုံးသွားတရားမယ်တိလာနော်မြို့လေပိတ်ဖိတ်မယ်လာစားကြုံးမှ ကရုံတရေလေးတက်လာလာစားယူနော်မနက်ဖြန်အောင်ပိတ်ဖိတ်ပေးမယ်ဘလူလဲမသိဘူးနော်နှက်တင်နဲ့ဘယ်ဘဝရေဆက်လို့မသိဘူးချိန်စာမိတယ်လို့သူတော်တော်ကိုအိမ်နှင်းဖေယူသူတော်တော်ကြည့်မရဖြစ်နေတာအိမ်နှင်းဖေယူအိမ်နှင်းဖေနဲ့ဟိုဘဝလင်လူပလာလာသူမရလိုက်လို့လားမသိဘူးနော်မနက်ဖြန်အမအန်ကယ်ရှင်ကိုပိတ်မယ်အန်ကယ်ရှင်ကိုနော်ညို့လဲပိတ်ဖိတ်မယ်ကရုံမလေးပြုံးပြုံးလေးနဲ့ကရုံလေး နှစ်ဖန်လာစားအဲ့မှာမုတ်ဆန်းပါမယ်နော်မှပြောသည့်အလုံးလာလာလေးတွေပါမယ်သိလားအုံးသီးတွေဖြုတ်မစားနဲ့ရင်ကျက်ပန်းတာဖြစ်ပြီးမှညီကုန်းချုပ်မှာဆိုလို့မုတ်ဆန်းလေးပြောင်းစားအရသာရှိကြည့်ဒီမှာကောင်းကောင်းလေးလုပ်ပေးမှမနှက်ဖန်အောင်ကရုံးမလေးကရုံးတရဲ့မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘသူမှားတယ်မှန်တယ်ပြောခြင်းထက်ဘသူကပို့ပြီးတော့ဇရိုက်ဆန်တယ်ဘသူကပို့ပြီးတော့အောက်တန်းကြတယ်ဘသူကပို့ပြီးတော့ဇရိုက်ကျန်းတယ်ဆိုတာကတိတာကြီးဖြစ်သွားတယ်ဗျနော် အဲ့တော့မားတယ်မှန်တယ်ကို ဖြည့်ရှင်းနေတာထက် ကိုယ့်ရဲ့လှုပ်တဲ့အလုပ်ပေါ်မှာကိုကိုကိုယ်ရယုံကြည်ရာကိုပူဇော်ရာပတရာပေါ်မှာ ကိုပဲစီလေးစနစ်ကလေးနဲ့တံမိုးထားပြီးတော့ရိုးရိုးတည်တည်ရှိတာပိုကောင်းပါလိမ့်မယ်အခုကကိုပူဇော်ပါတယ်ဆိုတဲ့နတ်ဒီပေါ်မှာတောင်မှပဲဒီလိုမျိုးဇရိုက်ကြမ်းကြမ်းနဲ့ပြောဆိုပြီးတော့သူများတစ်ဖက်သားကိုလှုပ်တာတော့မကောင်းဘူး ဘာပဲပြောပြောကိုပူဇော်ပတ်တာကိုကိုကိုွယ်ယုံကြည်တာမဟုတ်ဘူးပူဇော်ပတ်တာဆိုလဲရိုးရိုးတေးသေးလေးတော့ရှိတင်တယ်လို့ထင်တယ်အဲ့တော့သူများကိုပြောကျင်တာထက် နော်ကိုရဲ့နှက်တွေကိုကိုကိုတိုင်စော်ကားနေတယ်လို့ကိုကိုတိုင်သိခါချနေတယ်လို့ဖြစ်နေတယ်နော်ဒီလိုဇရိုက်မျိုးနဲ့တော့အစင်ပြေမနေဘူးလို့ထင်ပါတယ်ဟုတ်ပါပြီနောက်တစ်ခုထပ်ကြည့်ပါဦးမယ်ကဲဒါတော့ဒီပြီးစောင်းပြီးတော့ဆေးရတဲ့ဘာပါပဲ ီးပြူဆောင်တယ်ဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာယူဆမှာဖယားမတပါဆောင်းတာတွေမတွေ့ဘူးမကြုံဘူးအောင်เนาะရှိရင်လည်းရှိနေမယ်ကျွန်တော်မသိတာလည်းဖြစ်ပါလိမ့်မယ် ဟုတ်ကဲ့ပါရွှေရင်ကျော်ဆရာလို့သိရပါတယ်ရွှေရင်ကျော်ဆရာတွေကထီးဖြူဆောင်ခွင့်ရှိလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့နားလဲတက်ကြွတဲ့သူတွေရှိရင်လဲကွန်မန့်မှာပြောသွားပေးခဲ့လို့ရပါတယ်ထီးဖြူဆောင်တာကတော့ဘလို့ပဲဖြစ်ဖြစ်အမြင်မှာတော့တမျိုးဖြစ်နေတာတော့အသေးကြပါမယ်ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးကိုဆက်ကြည့်ကြပါဦးမယ်ဟုတ်ကဲ့ပါဒီဘက်နောက်ပိုင်းမှာတော့ကျွန်တော်တို့တန်ဃာတော်တွေလဲဖူဘလော့ဂါဖုံဖုံနေဖြစ်လာပြီပေါ့လေနော် ကိုတိုင်းပဲခူးမယ်ကိုတိုင်းစားပြတယ်ကိုယ်တိုင်ဝယ်တယ်ကိုယ်တိုင်စားပြတယ် အခုတန်ガတော်တွေကလည်းကျွန်တော်တို့ဒီဘက်ဆိုရှယ်မီဒီယာခေတ်မှာ food blogger နေပယ်တဲ့ကိုအရောက်လှမ်းလာခဲ့ပြီလို့တော့မြင်ပါတယ်ကြည့်လိုက်ကြရအောင်စိုက်တော်ချယ်ရီခြံရောက်နေပါလေอืมโซนเนี่ยอืมอ๋อเนี่ยอ๋อเนี่ยผมทําไม ဟုတ်လားဘူးဆိုလိုက်တာလည်းပါဟင်းကြီးဟင်းကလူယူခလာယူရတယ်မယ်တရားရအောင်နော်ပျော်နေတာနော်ဦးစင်းတို့စားချင်တာလေးကိုကိုယ်တိုင်ကိုကြခူးပြီးစားရတဲ့စားပြရတဲ့အရာတော့ လိုင်းပေါ်မှာနာမည်ကြီးနေကဲဒါလဲ food blogger ဖုံဖုံပေါ့တော်ဒီတဲ့လိုင်းပေါ်မှာနာမည်ကြီးနေလို့ပါအခုမှပထမပြန်ရောက်လို့ဝယ်ထားတာတော့မနေရဝယ်ထားတယ်နော်ဒီလိုဒီဒီဥစားတာဘာတော့နေတယ်အလင်းက ဟုတ်လားလွားရတယ်လေးနော်ဒီလိုဒီလိုမအရာလေးပါဒီမှာအရာလေးပါလေဒီအရာလေးကိုဒါလေးနဲ့ထိုးပြီးတော့ဖွင့်စားတာတော်သည်တဲ့တော်သည်တဲ့သွားလို့တော့ကောင်းတယ်စိတ်စိတ်လေးတို့ကိုစစ်ထောင်းနေဗျာ တထုပ်ကိုစစ်ထောင်တဲ့ဟင်းတော့လေးဒီထုပ်ကလေးဘာလို့တော့ကောင်းနေဈေးရကြီးတယ်တိုင်းပေါ်မှာအရန်နာမည်ကြီးနေလို့ဝဲစားကြီးတယ်ဈေးရတော့ကောင်းတယ်အဲ့တော့ဝင်းနီးတိတ်ခါပုတ်တွေနဲ့ပတ်သက်ပြီးတော့ဘာမှတော့မပြောချင်တော့ဘူးဘလို့ပဲဖြစ်ဖြစ်ပါဦးသိန်းတို့ပြီးရင်အဘက်ဖြေလိုက်ပါရတယ်ပြဿနာမရှိဘူးဒါတွေကကြီးကြီးမားမားပြဿနာတွေမဟုတ်ဘူး ဒါပေမဲ့ဦးစင်းတို့ line ပေါ်ကိုဒီလိုမျိုးရိုက်တင်ဖို့တော့မကောင်းပါဘူး။ဘာဖြစ်လို့လဲဆိုတော့ငကိုတဲကမှ ကိုဗုဒ္ဓဘာသာ အချင်းချင်းအကြည်ညိုတွေပြက်နေကြတယ်။ဘာသာရေးနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုတွေအားနည်းလာကြတယ်။အဲ့လိုမျိုးခစ်စနစ်အချိန်မှာဒီလိုမျိုးတွေမလုံသင့်ဘူးလို့တော့မြင်ပါတယ်။ဒါလေးတွေက ကြီးကြီးမားမားပြောပါလာတော့တဲ့အပြစ်တွေတော့မရှိဘူး။ဒါပေမဲ့ line ပေါ်ထိရောက်မလာသင့်ပါဘူးခင်ဗျာ။ အဲ့တော့မင်းကဘာဖြစ်လို့ပြလဲဆိုတော့ပြတဲ့ရည်ရွယ်ချက်ကတခုပဲ နောင်နောင်တက်မလာအောင်လို့မှတ်လောက်သားလောက်အောင် ပြပေးရခြင်းသာဖြစ်ပါတယ်။ဟုတ်ပါပြီဆက်ကြည့်ပါဦးမယ်။ဘောလူတွေကအခုခင်မှာရန်တစ္ဆာရှိကြတယ်နော်။ထင်းမခုံရလို့ရေးထားတဲ့စာစာရေးထားတာအောင်နော်အစာရေးထားတဲ့ အသက်ပင်ကလွင်ကျန်တဲ့အပင်အကုန်လုံးကိုပြောင်ရှင်းနေအောင်ခုတ်သွားတာပေါ့နော်တော်တော်လေးစားဖို့ကောင်းနေရှင်လူတွေကအရန်ပဲတစ္ဆာရှိကြပါတယ်ရှင်ဖင်မခုတ်ရဆိုတဲ့အပင်လေးပဲခြံပြီးတော့တတော်လုံးကိုအပြတ်ခုတ်ပါနော်အဲ့တော့ရှေးနွားကကောင်းကောင်းလမ်းပြခဲ့တော့နောက်ကလိုက်တဲ့နွားတွေကလည်းကောင်းကောင်းလိုက်တာပေါ့ဗျာเนาะအဲ့တော့တစ်ပင်ဆိုတာထိမ့်သိမ့်ရမှာပါလားတစ်ပင်ဆိုတာဒီလိုမျိုးပြစ်စလက်ခတ်ဗျံပတာခုတ်ဖို့မသင့်ပါလားဆိုတဲ့ knowledge မရှိကြအောင် တံမိုးမထောင်းဒါတွေကတဘာဝပတ်ဝန်းကျင်စိမ့်လန်းဆူပြေနေတယ်လို့သူတို့ကမမြင်ဘူးဗျပတ်စံနေလို့ပဲမြင်တာအဲ့တော့တဖြည်းဖြည်းနဲ့ဒီတတော်တွေကတဖြည်းဖြည်းနဲ့ကုံလာပြီကုံလာလို့လဲရာသီဥတုဖောက်ပြန်နေတာတွေကလည်းဇက်တိုက်ဆိုသလိုဖြစ်လာနေတာပဲဟုတ်ကဲ့ပါဒါတွေကတော့သတိထားဆင်ခြင်ရမှာပါเนาะရေးကြီးပါတယ်เนาะဒါတွေက အဲ့တော့ဘာထုတ်ပြရလဲအဲ့လိုဆိုဘာထုတ်ပြရတော့မှန်တယ်ဒါပေမဲ့ဒီတစ်ချက်တည်းနေဒီ20ရာနေကဘယ်မှာတော့တုံးမအောင်ပါ20ရာတော့ရည်ရည်ပင်းစင်ထုတ်ပါတယ်ဆိုမှဒီမှာတစ်ချက်တည်းနေ20ရာနေဘယ်လိုလုပ်မလဲတော့ပါအမအဲ့ဒါအဲ့တော့ အဆင်မပြေဘူးအဖဒါနဲ့ဘယ်နာသွားဝယ်မီတာမီတာကဆောင်ပေါ့မီတာကဆောင်လိုက်မီတာမီတာကဆောင်လိုက်ပါအဲမီတာကဆောင်လိုက်အဲမီတာကဆောင်လိုက်ခင်ဗျားတို့စိုးရပန်ထုတ်ပေးရမစမ်းစိုးရပန်ထုတ်ပေးတာဘယ်ပဲမရှိလက်မှတ်တော်ထိုးထားသေးဒီလက်မှတ်တွေမပြဲစေနဲ့မပြဲစေနဲ့လက်မှတ်တော်ငွေကန်လက်မှတ်တွေပါတယ်ငွေကန်လက်မှတ်မလွန်လွန်မိုးလားလွင်မိုးလားအေးလွင်မိုးအမအဲ့ဓမ္မုံနမရိုက်တာဖုန်းရှင်ဓမ္မုံရိုက်တာ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 အဲ့ဒါအစုတ်တာပြဲတာပြင်စင်ထုတ်ပါတယ်ဆိုအတိတ်ပဲမရှိတာနော်အသက်ကြီးတဲ့အဖိုးကြီးဆိုပြီးတော့ဘယ်ရောက်သွားလဲပတ်စံတွေကတကြက်တန်ပဲရှိရလား ဒီတကြက်တန်နေတအုပ်ကြီးနဲ့ဘာလို့ရမှာတော့ဒီအသက်ကြီးရဲ့ဘိုးကြီးရွယ်ကမရှိပါဘူးပင်စင်လာ ထုတ်ကလေးနဲ့ပင်စင်လာစားလေးနဲ့စားနေရပါတယ်ဆိုတော့20တန်တို့တကြက်တန်တို့ထုတ်ပေးတယ်ဟဲ့လားမရိုင်းထွားကြိုင်းတာနော်ကောင်းကောင်းကန်ကန်အပြင်မှာလော်လဲကူကူသုံးလို့ရတဲ့ဟာပေးလိုက်တော့ဘာဖြစ်မှာမလို့တော့အဲ့တကြက်တန်နေနဲ့တော့ဝယ်စားကြည့်ဘယ်နေရာမှဝယ်လို့မရအောင်တမင်တကာကြီးအနိုင်ကျင့်တာတက်ကြီးရဲ့လူနော်အဲ့တော့ဒီဗီဒီယိုဖိုင် တွေ့ရင်လည်းမင်းတို့ကောင်းနေနော်ကြည့်ထားကြ အိဗယ်မရှိတာပေးလိုက်တဲ့ကောင်နေဟလားကျွန်တော်တို့နိုင်ငံမှာတော့ဖြစ်ချင်တိုင်းကိုဖြစ်နေတာနိုင်စားလို့ရရင်နိုင်စားတာနော်ဘယ်နဲ့ဗျာတကြက်တန်နေဒီခေတ်မှာတကြက်တန်နေဘယ်နှသွားတော့ရမှာအိဗယ်မရှိတာရတယ်တော့ကဲလာပြန်ပါပြီဟလားနောက်တဲ့ဗီဒီယိုလေးဟောဒီမှာဗျာကျွန်တော်လည်းမရှိလို့ထမ်းတက်စားတာ က်တိုင်ကိုမလုတ်ဖဲနဲ့ထမ်းမင်ကိုပတ်မလို့လေဗျာကျွန်တော်ထမ်းတက်စားတဲ့ခါကျဘလို့ကဲအဆင်ပြေမလဲလူခွေကြီးကလမ်းပရအပင်နေပါလူခွေကြီးကဒါမှလူခွေကြီးလားကဲရပါတယ်ဗျာပတ်သွားပတ်သွားတနည်းနည်းချင်းကြရင်တော့ခင်ဗျားတို့လည်းမှန်ရဆိုတာပေါ်လာမှာကျွန်တော်တက်စားနေတဲ့ပင်ကိုလာပတ်တယ်ဗျာကဲတရားရင်တော့လေတရားတို့လောက်သွားကြပါဗော။ ကဲဟိုမင်းထားမိချင်တာကိုပြောဦးလေကဲထားမိချင်ပြီးတော့အဲ့ကျိုးပေါ်ပြတာကိုပြောဦးလေရတယ်မဟုတ်ကျွန်တော်ပြောရလေထားမိတက်စားတာထားမိအရင်ရောက်တာလားခင်ဗျားတို့တက်အရင်တကြွအရင်ရောက်တာလားအေးကွာမင်းတို့ကောင်းနေနော်ထားမိကအရင်ရောက်တယ်လားမင်းတို့တကြွကအရင်ရောက်တာလားနော်မင်းတို့မီးကျိုးတွေတဲ့ဓာတ်တိုင်ဆိုင်လေကွာမီးကျိုးတွေတဲ့ဓာတ်တိုင်မဆိုင်ပဲနဲ့ထမ်းမင်ပေါ်ကနေပြီးတော့တွေတယ်ဆိုတော့ဒီမှာဒီပင်ကိုတက်ပြီးတော့စောင်းဝင်နေရင်ဖြည့်ရှင်းနေတဲ့လူကတနေ့တနေ့မင်းတို့ဓာတ်ကျိုးကြီးနဲ့ဘလို့တက်ပြီးတော့လှုပ်ရှားမလဲ နော်ဒါကတော့ဒါကျွန်တော်တို့မြန်မာပြည်ဟုခေါ်သည်ပေါ့ဗျာနော်မြန်မာပြည်ဟုခေါ်သည်ပေါ့နော်ဓာကြိုးတွေ့တာကိုဓာတ်တိုင်မဆိုင်ဘူးသူများထန်းတက်စားနေတဲ့အပင်ပေါ်မှာသွားပြီးတော့တွေ့တယ်တော်တော်တရားကြဖို့ကောင်းတယ်နော်အဲ့တော့စက်ကြည့်ပါဦးမယ်ထမင်းအရင်ရောက်တာဓာကြိုးအရင်ရောက်တာလားဟုတ်ပါပြီရတယ်ရအဲ့လိုရကဲတက်ကျွန်တော်တက်စားနေတဲ့ထမင်းကိုကဲ ဓာတ်တန်ဓာတ်ဓာတ်ကျိုးကဓာတ်တန်ကနေမတွေ့ပဲနဲ့ထားမရတွေ့မယ်နဲ့ဗျာကဲဒီကိစ္စလေးလဲဟောဖြစ်ကြပါဦးလမ်းမှန်လားလမ်းမလားဖြည့်ရှင်းပေးကြပါဦးကဲမြင်ရတဲ့လူတွေကျွန်တော်တက်စားနေတာစနေလက်မကတော့ပါဘူးထမ်းပင်ကနှစ်တရာကျော်နေပါပြီ ဒက်ကျိုးကခုမှဟိုဘက်ကတာဟိုကြောပြီးတွေ့ရတဲ့ဒက်ကျိုးတစ်ပင်ချင်းဟိုကတစ်ပင်ဟိုမှတစ်ပင်ဩဒီမှာထားမယ်တစ်ပင်နဲ့ဓာတ်တိုင်နဲ့မတွေ့ဘဲနဲ့တစ်ပင်နဲ့ထားမယ်နဲ့တွေ့တယ်ဗျာအဲအဲ့ဒါလေးစဉ်းစားကြည့်ကြပါကဲတကယ်ကိုဗယံဗရာနော်ဟိုဘက်ကတစ်ပင်နဲ့ဒက်ကျိုးကိုတွေ့တယ်ဒီဘက်ကထမ်းမင်းနဲ့တွေ့တယ်နော်လောက်ကြအောင်မင်းတို့ EPC ရကောင်လေးဘလို့ဒီတော့ဗယံဗရာလေးရှောက်လို့တာနော်တိတ်တော့လဲစိတ်မပူရပါဘူးကွာမိရလဲတိတ်လာတာမှမဟုတ်တာနော်

မကြီးမငယ်လေးနော်ကြည့်လိုက်ကြည့်လိုက်ဘလောက်တောင်စိတ်ပြတ်ဖို့ကောင်းလဲ DJ နဲ့ညောင်ရင်သုံးဘက်မှာမကြီးမငယ်တွေကနေတာဘာသာရေးကိုခုတုံးလှုပ်ပြီးတော့လှုပ်ချင်အောင်လှုပ်နေတဲ့ဗယံပဒါတွေဖြစ်ချင်တိုင်းဖြစ်နေတဲ့ကိစ္စတွေကမပြောမဖြစ်လို့ပြောကိုပြောရမယ်ကိစ္စတွေပါအဲဒါကြောင့်ပြောနေရခြင်းသာဖြစ်ပါတယ်အဲ့တော့အကောင်းမြင်စိတ်ကလေးနဲ့ကြည်ပါ ကြည်ပါဆိုပြီးတော့ကျွန်တော် လာလာပြောတယ်အကောင်းမြင့်စိမ့်နဲ့ကြည်ရင်ကောင်းတာတွေဆိုရင်တော့ဟုတ်တယ်ဗျာမကောင်းတာတွေစောက်တလွဲတွေကြီးပဲတွေ့နေရတဲ့အခါမှာဘယ်လိုမျိုးအကောင်းမြင့်စိမ့်နဲ့ကြည်ကြမလဲအဆိုးတွေကိုအဆိုးမြင်တဲ့အတိုင်းပဲမြင်တယ်အဆိုးတွေမို့လို့သာအဆိုးမြင်နေတာဖြစ်ပါတယ်ဆက်ကြည့်ပါဦးမယ်အဲ့တော့ အယူဆလွဲမှားတွေကလည်းကျွန်တော်တို့ဗုဒ္ဓဘာသာမှာ တော်တော်ကိုစိုးနေတော့မယ်ဗျ။အဲ့တော့ဒီလိုမျိုးတန်ဃာတော်တွေကြွလာတဲ့နေရာမှာအကြီးညိုလွန်ပြီးတော့ကိုယ့်ရဲ့သဘင်နေမြေကြီးပေါ်မှာခင်းနေကိုယ့်ရဲ့တပတ်တွေခင်းနေဒီလိုမျိုးကတော့ကျွန်တော်အမြင်အရတော့မဖြစ်သင့်ဘူးထင်တယ်ဗျ။ဘာလို့လဲဆိုတော့တန်ဃာတော်တွေဆိုတာဒီလိုမျိုးအမျိုးသမီးတွေရဲ့ဘယ်လိုနေရာမျိုးနဲ့မှ ထိတာထိစရာအကြောင်းမရှိဘူး။ထိလို့လည်းမရဘူးဗျ။ လုံလဲမလုံသင့်ဘူးမှကြည့်ဒါတွေကတော့ဒီနောက်ပိုင်းမှာဆရာတော်တွေလည်းမိတ်ကြားဖို့လိုပြီးဒါတွေကတော့မဖြစ်သင့်တော့ဘူးပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့လည်းဒါတွေကိုနောက်ပိုင်းမှာသတိချက်စီကျင်ပါတယ်အဲ့တော့အကျိုးမရှိတဲ့ကိုယ်ွယ်ယုံကြည်မှုတွေအကျိုးမရှိတဲ့တရားလုံမှုတွေအကျိုးမရှိတဲ့ကိစ္စတွေကို မလုတ်ဘဲနဲ့တကယ်တမ်းဘာသာသာသနာအတွက်အကျိုးရှိတဲ့ခရီးရောက်မဲ့ကိစ္စမျိုးတွေကိုပဲဦးစားပေး လုံးတင်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ဟုတ်ကဲ့ပါ။ဒါကတော့ကျွန်တော်အပြုသဘောအနေနဲ့ပြောတာပါ။ဟုတ်ကဲ့ပါကျွန်တော်တို့ဆက်ကြည့်ကြရအောင်။ကဲဒါကတော့အလူပွဲတစ်ခုပါ။မဝေတော့ဘူး။အဲ့တော့ကျွန်တော်မြန်မာတွေကတမ်းစီတက်ဘူးဗျတမ်းစီတဲ့အလေးထားကိုလည်းအသားမကျသေးဘူးခုထိစနစ်တကျဆိုတဲ့ လူနေမှုအဆင့်တန်းကိုသဘောမပေါက်ဘူး။ဘုံတိုင်းကျဲမယ်လူရက်ပြီးတော့စားတောက်တဲ့သဘာဝဆိုတာက ကျွန်တော်တို့ကြံခဲ့ပြီဗျ။အဲ့ဒါကတလိမ့်ဆန်တွေရဲ့အမူအကျင့်ဒီလိုအမူအကျင့်နေရမဖြစ်သင့်တော့ဘူး။ဒါတွေကိုခုထိကျွန်တော်တို့မြန်မာတွေက အသားမကျနိုင်သေးဘူး။အမှန်တကယ်စနစ်တကျလေးတန်းစီမယ်စနစ်တကျလေးယူမယ်။ဒီနောက်ပိုင်းမှာပတ်စံကျဲတဲ့ကိစ္စတွေလည်းအဲ့ဒီအတိုင်းပဲ။တကယ်ဆိုရင် စနစ်တကျ လှူမယ်ဆိုရင်တည်တည်ချာချာတန်းစီပြီးတော့တယောက်ကိုဘလောက်ဘလောက်ဘလောက်နဲ့ပေးလို့ရရဲ့သားနဲ့ကျဲမယ်တယောက်တယောက်နဲ့ထိခိုက်မယ်လူရက်မယ်ယဉ်ကျေးမှုမရှိတဲ့ခစ်ကိုပြန်သွားနေတယ်လို့ကျွန်တော်တော့ထင်တယ်ဗျဒါတွေကကျွန်တော်တို့မြန်မာတွေရဲ့အနေထားကိုမြင်လိုက်ရတာစနစ်တကျဆိုတော့နားမလည်သေးဘူး ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီညအတွက်တော့ဒီလောက်ပါပဲကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်ဗျာ